အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖက်ပြတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းလေးကတော့စာရေးဆရာလင်းအောင်စင်ရေးသားထားတဲ့ငါအတွက်ငါရှိတယ်လို့မြင်ရတဲ့စာအုပ်ထဲမှာအဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွှေ့ချက်ဖက်ပြတင်ဆက်ပေးသားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကဘသူအတွက်ရှင်သန်မလဲလို့အမည်ရပါတယ်ဒီဆောင်းပါးကောင်းလေးကိုကျွန်တော်နဲ့အတူနားဆင်ခံစားကြည့်အောင်ပါခင်ဗျာဘသူအတွက်ရှင်သန်မလဲ ဘယ်သူကငါ့ကိုဘယ်လိုပြောလိုက်တာဘယ်သူကငါ့ကိုဘယ်လိုလှုပ်လိုက်တာဘယ်သူကငါ့လောက်တောင်အပြည့်မရှိပဲငါ့ကိုဘယ်လိုကြောသွားတာဘယ်သူလှုပ်တယ်လို့ငါတော့မလှုပ်နိုင်ဘူးငါဘယ်သူလို့ဖြစ်ချင်လိုက်တာငါဒီတစ်ခေါက်ကောဘယ်သူထံတာပါအောင်မလားဘယ်သူကြတော့လှလိုက်တာငါမှာတော့ဘယ်သူလို့မရှိဘူးဘယ်သူသွားတယ်လို့စားတယ်လို့ဘဝလေးရချင်လိုက်တာဘယ်သူငါထက်တာသွားလို့မဖြစ်ဘူးအဘေါ်ကအတွေးလေးတွေးဘူးပါသလားကျွန်တော်လည်းတွေးခဲ့ဘူးပါတယ် အဲ့ဒီလိုတွေးနေခြင်းကိုဝင်ကဆုအတွေးလို့ခေါ်ပါတယ်။သူများဘဝအခွန်လေးကိုဝင်ပြီးတလေးတလံနဲ့ရှင်သန်နေခြင်းမျိုးပါပဲ။ကျွန်တော်လည်းသူများဘဝတွေကိုခေါင်းပေါ်တလေးတလံတင်ပြီးရှင်သန်ခဲ့ဘူးပါတယ်။ကျွန်တော်တို့တို့ရာသူများဘဝတွေကိုတင်ဆောင်ပြီးကိုရှင်သန်မှုကိုလေးလေးလံလံရှင်သန်တတ်ကြပါတယ်။ကိုရှင်သန်မှုမှာကိုဘဝကိုကြည့်ကိုဖြစ်တည်မှုကိုကြည့်ပြီးရှင်သန်မှုကိုမေ့လျော့နေတတ်ကြပါတယ်။တခြားသူနဲ့ကိုဘဝကိုလိုက်ရှင်ပြီးစိတ်ကိုတောက်ခပေးကြပါတယ်။ဒုက္ခပေးကြပါတယ်။သူဘဝကတော့ကောင်းလိုက်တာ ငါဘဝကျတော့ကန်ဆိုးလိုက်တာဖြစ်ချင်တာမဖြစ်ရတဲ့ဘဝငါကျတော့ဆိုင်ငန်းသေးသေးလေးပိုင်နေသူကတော့ပွဲယုံကြီးကြီးပိုင်နေပြီသူဘာလုပ်နေလဲငါသူ့ကိုကြောက်ဘလို့လုတ်ပြရမလဲတခါတလေကိုသွားနေတဲ့လမ်းကြောင်းတွေတင်းနေပါပျောက်ပြီတပါသူကိုလေးလေးလန့်လန့်ရွှတ်တယ်ရှင်တန်နေတော့တာပါပဲကိုသွားနေတဲ့ကိစ္စကဘာလေးတောင်မေးပြီးတခြားသူကိစ္စတွေကိုပဲလိုက်တွေ့နေတော့တာပါပဲအဲ့တော့ဘဝကနေပြောစရာမကောင်းဖြစ်လာပါတယ်ဘဝကစိတ်ညစ်စရာတွေပေါ်လာတော့တယ် ကိုကိုကိုလိုမချဖြစ်လာပါတော့တယ်။အဲ့ဒီကကျွန်တော်တို့ရဲ့ဘဝတွေကဘာဖြစ်လို့ဘာချဘသူဆိုတဲ့တခြားသူပေါ်တွေကိုပဲအတွေးအကြံတွေပုံနာတဲ့အတွေးတွေကိုဖယ်ရှားပြဖို့လိုလာပါတော့တယ်။ကိုဘဝထဲမှာတခြားသူတွေကိုကိုကောင်းထဲမှာထိပ်ပြီးရှင်သန်နေတဲ့အတွေးတွေကိုဖယ်ရှားဖို့လိုတယ်လို့တွေးမိတဲ့အခါဇလန်လေးတစ်ပုဒ်ကိုသွားတည်ရမိပါတယ်။ဇလန်ကဒီလိုပါ။တခါကပြည်နယ်တစ်ခုကမြို့လေးတစ်မြို့မှာဂုံတရေမှုပြီးနာမည်ကြီးနေတဲ့ဆရာဝန်ကြီးတစ်ယောက်က စီကံခွင့်ထားပါတယ်။အဲ့ဒီစီကံလေးကအမြဲတမ်းလူနာနေနဲ့ပြည့်နေတဲ့လို့ကုသမှုကလည်းကောင်းလာကြောင်းတစ်ခါလာပြီးတာနဲ့နောက်လာစရာမလိုအောင်ယောဂါတွေပျောက်ရှင်းကြတယ်လေ။ဒါပေမဲ့အဲ့ဒီမျိုးကံလူချမ်းသာတွေကအမျိုးသမီးလူနာတယောက်ကတော့ဆရာဝန်ကြီးရဲ့စီကံကိုခဏခဏအရောက်လာတတ်ပါတယ်။တစ်ခါရောက်လာတိုင်းသူလာပြတဲ့ယောဂါကတခြားပြဿနာတစ်ခုကြောင့်ဆွဲကပ်ဖြစ်လာတဲ့ယောဂါမျိုးပါ။အင်ဘေးတိုက်ကလင်မြနေတိုင်းရင်ဖြစ်တာနားထောင်ရတိုင်းသူ့မှာသူရခဏခဏတို့ရတာမျိုး သူတို့စီးပွားဘက်အမျိုးသမီးကဘာတွေလုပ်မလဲလို့တွေးရလို့ခေါင်းကိုက်တာမျိုးနှလုံးအောင်တာမျိုးတွေပါဆရာဝန်ကြီးကသူ့ကိုစေလဲကူရင်းသူစကားပြောတာတွေကိုပါနားထောင်ပေးရပါတယ်သူစီးကလာပြတိုင်းသူပြောတဲ့စကားတွေထဲမှာသူ့အကြောင်းထက်တခြားသူတွေအကြောင်းမဲ့ပုံနေခဲ့ပါတယ်သူ့ယောဂါတွေကလည်းတခြားသူတွေကိုခေါင်းနဲ့ထည့်ထားရတာကြောင့်ဖြစ်တဲ့စိတ်တန်ရာကစတဲ့ယောဂါတွေပါပဲဘယ်သူကဘာကိုဘယ်မှာဘာလုပ်တာစတဲ့ဘာတွေနဲ့ပဲပြည့်နေနေခဲ့တာပါ တနေ့တော့သူစီကန်စီခဏခဏရောက်လာတဲ့အဲ့ဒီအမျိုးသမီးကိုဆရာဝန်ကြီးကစိတ်ကူတာမှုတဲ့တခုထပ်လုပ်ခဲ့ပါတယ်။အဲဒါကတော့အမျိုးသမီးကြီးရဲ့ဖြစ်နေတဲ့ယောဂါကိုအပြည့်အရှင်ပြောက်စေဖို့အတွက်ဒီနေ့တခုကဆရာဝန်ကြီးတယောက်စီကိုတွားပြီးတော့ကုသခိုင်းတာပါ။အဲ့ဒီမှာရှိတဲ့စီကအမြန်ပြောက်ခင်းစီပြီးတော့အသွားအပြန်နှစ်ရက်တာကြာမင်းဆိုတဲ့အခါအဲ့ဒီအမျိုးသမီးကအဲ့ဒီပြင်းနေကိုတွားကုဖို့တမခေါ်တူလိုက်ပါတယ်။ခရီးထွက်မယ်မနေ့ကျရင်ဆရာဝန်ကြီးကသူစီကိုဝင်ဖို့ပြောခဲ့ပါသေးတယ်။ခီရတဲ့နေ့မှာတော့ဆရာဝန်ကြီးကသူစီခမ်းမှာရောက်နေတဲ့လူသုံးယောက်ကို အမျိုးသမီးကားနဲ့အတူလှမ်းကြုံထည့်ပြီးလိုက်ပါတယ်။မျိုးသမီးကမတင်ချင်မိမဲ့ဆရာဝန်ကြီးကြောင့်တင်ခေါ်လာခဲ့ရပါတယ်။ပထမလူကိုမြို့နယ်တစ်ခုမှာချပီးခိုင်းခဲ့ပြီးဒုတိယလူကိုတော့မျိုးတမျိုးကဘုန်းတော်ကြီးကြောင့်တစ်ခုကိုအထုပ်လေးနဲ့အတူဝင်ဖို့ခိုင်းပါတယ်။တတိယလူကိုတော့သူ့သားမဲ့ပြည်တင်ကဆရာဝန်ကြီးစီယုံထီတင်သွားခိုင်းတာပါ။မျိုးသမီးကသူကားဒရိုက်ဘာရဲ့ခီးကြုံပါလာတဲ့ဆရာဝန်ကြီးရဲ့ဒီ၃ရောင်ရည်နဲ့ခီးဆက်ထွက်ခဲ့ပါတယ်။မျိုးနှမျိုးလောက်ကြော်ပြီးတဲ့အခါပြည်내စီယုံအထိလိုက်မဲ့တတိယလူဟာ အကျော်နေဆွဲပြီးတက်ပါတော့တယ်။အမျိုးသမီးရောပါလာတဲ့သူတွေရောဘာလို့ရမယ်မသိဒုက္ခတွေရောက်ကုန်တော့တာပါပဲ။နှိမ့်ကြဆေးလူကြနားလိုက်မောင်းလိုက်နေလောက်ရတယ်။မျိုးတမျိုးဟာဆေးပေးကန်ရောက်တဲ့အခါဝင်ပြီးတော့ဆေးကန်ပြကြရပြန်ပါတယ်။အဲ့ဒီဟာဆရာဝန်ကဆေးသွင်းပေးပြီးအနာယူရမယ်လို့ဆိုလို့အဲ့ဒီမျိုးလေးမှပဲသူတို့တညအိတ်ကြရတယ်။အမျိုးသမီးကတော်တော်ကိုဆေးတီညစ်ထွေးလာတယ်။အဲ့ဒီညလည်းအိတ်ပြပြောခဲ့ဘူး။ကားပေါ်မှာပါလာတဲ့လူသုံးယောက်အကြောင်းမဲ့သူကောင်းနဲ့တွေးနေခဲ့တယ်။ ဒေါ်သားတွေထွက်တယ်၊ကန့်ချာပို့တွေပါ တွေးပြစ်တယ်။နောက်တနေ့မိုးတောက်ရောက်တဲ့အခါသူတို့လိုအပ်တဲ့စီးတွေယူပြီးခီးဆက်ခဲ့ကြပါတယ်။ပထမလူဝိုးသူသားမဲမျိုးရောက်တဲ့အခါချပီးခဲ့ကြတယ်။အမျိုးသမီးကအသက်ပြင်းတစ်ခါချလိုက်နိုင်တယ်။ဒုတိယတစ်ယောက်သွားမဲဖုံးတော်ကြီးကျောင်းရှိတဲ့မျိုးကလေးကိုတော့အတော်မောင်းခဲ့ကြရပါတယ်။အဲ့ဒီမှာပြဿနာထပ်တက်ပြန်တယ်။အဲ့ဒီမျိုးရောက်လာပြီမေဘုံတော်ကြီးကျောင်းကမျိုးနဲ့အတော်လှမ်းဝေးတဲ့တောင်ကြီးတစ်ခုမှာအတောက်ဒီနေမို့အဲ့ဒီလူကိုဒီတိုင်ထားခဲ့ခြင်းမြင်မဲလဲ ဆံဝင်ကြီးမျက်နှာပေါ်လာပြန်တဲ့အခါအဆင်မပြေတာမို့တောင်ကြီးကဘုံတော်ကြီးကြောင်းထိလိုက်ပူကြရပြန်တယ်။လမ်းကမြင်းကြီးလမ်းချမ်းမလို့အောင်းလာတာအတော်ဒုက္ခရောက်ကြရတယ်။အဲဒီကနေတောအုပ်လေးတစ်ခုကိုဖျက်တဲ့အခါလမ်းမကအေးကြီးကြုံနေတဲ့နေရာတစ်ခုကိုရောက်လာတယ်။ရေကလည်းပပကလေးကြုံနေတာကြောင့်အောက်ကလမ်းကိုမြင်နေရတယ်။အဲ့ဒါနဲ့သူတို့ဖြတ်မောင်းပြစ်လိုက်တယ်။လမ်းကဣကျသွားပြီးနော်နေကိုဘိန်းကနှက်သွားတယ်။ကဘောဝသူတွေကစင်းတွန်းကြပြီးမြေ ခါးဘင်းကခြိုင်ထဲမှာရှက်ပြီးအဖို့ကိုတက်မလာဘူးလူသွားလူလာကလည်းပြက်တံမှုသူတို့ဒုက္ခရောက်တော့တာပါပဲတော်တဲ့ကယောဂလီတေယောအထိလမ်းလျှောက်သွားပြီးအကူကြီးတောင်းကြရပြန်တယ်။ကာဟုလူအုံနဲ့အပေါ်တွန်းတင်သွားပြီးတဲ့အခါမှာတဏီဝင်သွားပြန်ပြီ။အမျိုးသမီးလည်းတော်တော်ကိုနွမ်းဟိုက်သွားပြီ။တောင်ကြီးကဖုန်းလို့ဒီချောင်းကိုပဲချီချင်းလျှောက်ပြီးညလိုက်အိတ်ကြရတယ်။နောက်တနေ့အာယုံရင်းမှတရားလူနဲ့သူတို့ခရီးဆက်ခဲ့ကြပြန်တယ်။တရားလူကလည်းအတော်နေကောင်းဟန်ပြနေပြီ။ အဲ့ဒီလိုတဲ့သူတို့ခရီးဆက်ခဲ့ကြတယ်သူတို့သွားမဲ့ပြည်နယ်ကိုရောက်ခန်းဒီမှာခရီးရလူကယောဂါထဖောက်လာတယ်အကျော်တွေဆွဲပြီးတက်ပြန်တယ်ရှာရီပါရီတစောင်းကိုက်လာတာမိုးအတော့ကိုအချိန်ကြီးဆိုးလာခဲ့တယ်ဒရိုင်ဘာကားကိုအမြန်မောင်းရတယ်မြို့သမီးရတော့ရက်ဒီခန်းဆေးဒီလူနှိမ့်နေအတော့ပြားပြားခတ်နေခဲ့တယ်သူတို့သွားမဲ့ပြည်နယ်မျိုးကဆေးရုံကြီးစီ ရောက်တော့အဲ့လူနာကိုအရင်ကုသဖို့လှုပ်ကြရတယ်ဆရာဝန်ကြီးကိုအပ်ပေးရတယ် အမျိုးသမီးအားတူလာရင်ကိစ္စကိုတော့မှီနေခဲ့ပြီ။အားလုံးပြီးတော့ဆေးရုံကော်ရီဒါထိုင်ခုံပေါ်မှာအမျိုးသမီးလေးဆေးမောလူမောနဲ့အိတ်တောင်ပြောသွားတယ်။ပြန်လို့လာပြီးအားလုံးအေးစီပြီးဆိုမှအမျိုးသမီးကဆရာဝန်ကြီးနဲ့တွေ့ရတယ်။အမျိုးသမီးကတော်တော်ကိုပေါ့ပါနေပြီးဘာရောဂါမှမဖြစ်သလိုတော့ဖြစ်နေခဲ့ပြီ။ဆရာဝန်ကြီးကတပတ်ဆရာဝန်ရဲ့အညုံအတိုင်းစီနေပါလေရေးပြီးတော့ပြန်လွတ်လိုက်တယ်။အဲ့ဒီကနေညဘက် ပြန်မောင်းလာပြီးတော့နောက်တနေ့နေ့လယ်မှာသူတို့ပြည်နယ်မျိုးကလေးကိုပြန်ရောက်လာခဲ့တယ်။ မယောသမီးကကိစ္စတကူပြင်းမြောက်သလိုပေါ်ပါသွားတယ်။နောက်နေ့မှာတော့ဈေးကန်ကဆရာဝန်ကြီးစီကိုပြန်သွားခဲ့တယ်။အမျိုးသမီးမှာဒေါသကလေးဆွတ်နေသေးတယ်ပြင်မဲ့တညအိပ်ပျော်သွားပြီးကြော်သွားတဲ့အခါမှာနည်းနည်းတတ်တာသွားပြီ။ဆရာဝန်ကြီးစီရောက်တော့လမ်းဒုက္ခတွေကိစ္စတွေကိုပြောပြီးဒေါသမှာပါတဲ့ပြင်စိတ်ပေါ့ပေါ့ပါပါနဲ့ရည်မိရဲ့။သူယောဂအကြောင်းတော့သူမိသွားတယ်။ဆရာဝန်ကြီးလည်းပြုံးမိခေါင်းညင်းနေသူမိကိုတခုမိတယ်။ခမည်းမနှစ်မျိုးပဲကျွန်တော်ထည့်ပေးလိုက်တဲ့သူတွေ ကောင်းမွန်မပါတော့တဲ့အချိန်မှာဘလို့ခံစားလိုက်ရလဲလို့ဆိုတာပါပဲပေါ်ပါသွားတာပဲဆရာလို့အမျိုးသမီးကခက်သက်သက်ဖြည့်တယ်ဆရာဝန်ကနောက်ဆုံးမိကုန်တစ်ခုကိုထပ်မိတယ်ခမ ्या ဘဝခီးရဲမှာရောခမ ्या အတွက်မလို့အပ်တဲ့ဘသူတွေကိုအကြောင်းမဲ့တင်ဆောင်သွားနေသည်လေတဲ့အမျိုးသမီးကဆရာဝန်ကိုပြုံးကြည့်ပြီးသဘောတွေ့သွားတယ်ဆွလုံးကြီးကိုနားလည်သွားတယ်အဲ့ဒီနေ့စီကံကပြန်လာပြီးရတဲ့အမျိုးသမီးကဆရာဝန်ကြီးရဲ့စီကံကိုထက်ရောက်မလာတော့ဘူး လမ်းမှာတွေ့တိုင်းဆရာဝန်ကြီးကိုကျေးဇူးတင်စကားအမေးပြောခဲ့ဇလန်းကတော့အဲ့ဒါလေးပါပဲကျွန်တော်တို့ဘဝတွေမှာဘသူတွေကိုကိုယ့်အတွက်မသက်ဆိုင်အကျိုးမရှိပဲခရီးထဲမှာအလေးခံတင်နေပါသေးတယ်လေကိုသွားမဲ့လမ်းခရီးမှာစိန်ကြီးညူစေမဲ့တခြားဘယ်သူတွေကိုတင်ခေါ်နေသေးသလဲစဉ်းစားကြည့်ပါဒီနေ့ဘသူတွေကိုကိုယ်စိတ်ထဲမှာထည့်ပြီးအကြောင်းမဲ့အလေးခံဒေါသထွက်နေသေးသလဲဘာကြောင့်လဲဆိုတာကိုစဉ်းစားပြီးဖြေထုတ်ပါကိုယ့်အတွက်အသုံးမဝင်ပဲကိုယ့်စိတ်ကိုဒုက္ခပေးမဲ့သူတွေကိုတင်ဆောင်မောင်းနေနေပြီလား လေးလေးလန်းလန်းတဲဆောင်ပြီးကိုကိုကိုဒုက္ခပေးနေပြီလားကိုကိုဒုက္ခပေးနေပြီဆိုရင်တော့တွန်းချပြဖို့မောင်းထုတ်ပြဖို့ကြိုးစားကြရပါမယ်ဘယ်သူဘာလို့ဘာလို့တာဆိုတဲ့တခြားသူတွေရဲ့ဘဝကိုအတွေးထဲမှာထည့်ထားလိုက်တဲ့အခါလူအကီးကိုရောက်မှာမဟုတ်ပါဘူးကိုစိတ်ကို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 ဒုက္ခပေးနေပါလိမ့်မယ်ဒရိုက်ဘာလို့ပဲကိုဘဝထဲမှာအေးပါတဲ့သူကိုခကြီးမှာအေးပါတဲ့သူမျိုးကိုပဲဘဝကြီးမှာတင်ဆောင်ပြီးရှင်းတယ်မှာ ကိုယ်အတွက်အေးမပါကိုယ်စိတ်ကိုဒုက္ခပေးမဲ့သူတွေကိုစိတ်ထဲထည့်ပြီးမရှင်းတမ်းပါနဲ့တခြားသူကိုကိုယ်စိတ်ထဲထည့်ရှင်းတမ်းတဲ့အခါဒုက္ခတွေနဲ့တော့ကပွားရပါတယ်ဘဝကြီးလိုလိုလေးမှာကိုကိုကိုတခယူးဆိုင်ပါကိုဖြစ်တည်မှုရှင်းတမ်းလို့မှုကိုခယူးဆိုင်ပါတခြားသူတွေကိုစိတ်ထဲထည့်ပြီးမရှင်းတမ်းပါနဲ့ကိုကိုကိုပြင်ဆင်မွမ်းမံပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားပါမာဒီတာငါပြိုင်ဖက်ဆိုတဲ့စိတ်နဲ့ရှင်သန်ကြိုးစားပါမနေ့ကကိုထက်ဒီနေ့ကိုကပူတာလွန်ရမင်းဆိုတဲ့စိတ်ထားပါ ခုလောလောဆယ် စိတ်ထဲမှာဘသူတွေကိုအကြောင်းမဲ့တင်ပြီးကိုလန်ခီမှာမောင်းနေလေစဉ်းစားကြည့်အောင်တခြားသူတွေကိုစိတ်ထဲထည့်ပြီးစိတ်ညစ်ညူးရှင်သန်မောင်းနေနေရတာဆိုရင်တော့မောင်းထုတ်လိုက်ကြရအောင်ကိုအကြောင်းမဲ့ကိုစဉ်းစားတွေးခေါ်ပြီးအထိပယ်ရှိရှိစဉ်းစားကြရအောင်ကိုစိတ်နဲ့သားသာတာမဖြစ်တဲ့သူတွေကိုကိုစိတ်ထဲထည့်ပြီးတဲနေတဲ့အခါစိတ်ဟာမငြိမ်းချမ်းရင်းတဲ့သူလေးလံနေကိုလုတ်ကိုမလုတ်ပဲတခြားသူဘာလုပ်နေသလဲလိုက်ကြည့်မြင်နေတဲ့အခါအလုတ်ကမတွင်ချင်းတဲ့သူအချရှုံးနေတယ် ဲသူကြောင့်မှမတွေ့ပဲကိုကြောင့်ကိုတွေးနေတဲ့အခါရှေ့ဆက်လောက်ရမှတွေကတိမြင်လွယ်တယ်။ကိုဘုဒုက္ခပဲမဲ့အတွေ့တွေကိုအကြောင်းမင်းရှောက်မတွေးတော့တဲ့အခါကိုစိတ်ဟာအနေရကင်းနေ။ကိုကြောင့်ကိုတွေးကိုလောက်ကိုလောက်ကိုဒီကိုထိမ်းပြီးကို့အတွက်ကိုရှင်သန်နေအခါညင်ညင်ချင်းတယ်လို့အောင်မြင်နေ။အခုကျွန်တော်ပြပြတဲ့ဆက်ပြီးရတဲ့ဆောင်းမကောင်းလေးကတော့ဆိုင်ဆရာလင်းအောင်စေရေးသားထားတဲ့ငါအတွက်ငါရှိတယ်လို့အပြည့်အဝအစားအထဲမှာ ဘယ်သူ့အတွက်ရှင်သန်မလဲလို့အမိရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုကြွေးချက်ဖွင့်ပြထပ်ဆက်ပေးခဲ့ရဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကိုရှင်သန်ရက်တည်တဲ့အခါမှာတခြားသူတွေတခြားကိစ္စတွေတခြားအကြောင်းအရာတွေကျွန်တော်တို့ခေါင်းထဲမှာအမြဲတမ်းထည့်ထားတယ်တွေးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှင်သန်ရက်တည်ရတဲ့ခရီးရပို့ပြီးတော့ခက်ခဲပင်ပန်းပါအဲကြောင့်မို့ကျွန်တော်တို့ဒီပေါ်ဝါကီရှောက်လန်းကြတဲ့အခါမှာတခြားသူတွေတခြားအကြောင်းအရာတွေ ကိုယ်စိတ်ကိုလင်းလံပန်ပန်းစေတဲ့အရာတွေကျွန်တော်တို့တွေအဲ့ဒါတွေကိုကျွန်တော်တို့စိတ်ထဲကနေရှင်းထုတ်ပြရပါမယ်ကျွန်တော်တို့အားကြောင့်ဒီဆောင်းမကောင်းလေးလိုပဲဘသူအတွက်ရှင်သန်မလဲဆိုတာကိုကျွန်တော်တို့အမြဲတမ်းတွေးပြီးတော့ကိုယ်ကိုယ်တိုင်ရှင်သန်ရည်တည်ဖို့ကျွန်တော်တို့ကြိုးစားကြရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးဆောင်းမကောင်းလေးပါတဲ့ဆိုင်ဆရာလင်းအောင်စေရည်တာထားတဲ့ငါတို့ငါရှိတယ်လို့မြင်ရတဲ့မွေးစားအကောင်လေးကို when you pressure အပြည့်ကြဖို့ကျွန်တော်ရဲ့ literature ပြီး channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ ဒါစီသူများအားလုံးဘီရင်ခတ်တဲ့ကင်းငင်ကြပါစေဒေါသခတ်တဲ့ကင်းငင်ကြပါစေစီရင်ခတ်တဲ့ကင်းငင်ကြပါစေနှလုံးဆွေးဝါးအေးချမ်းကြပါစေဒါစီသူများအားလုံးဘီရင်ကြောက်ကြစီရင်ပြည့်ပြီးကိုယ်စိတ်အပြားကျမ်းမာချမ်းသာကြပါစေကောက်ကျူလိုရာဆန္ဒများလေးတလုံးလုံးဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ Literature Feature Channel ဒီမှာနှာစင်မိခဲ့ကြသူတူတူတယောက်ချင်းစီကိုဆုတောင်းမေတ္တာကိုးတာပေးလိုက်ပါရခင်ဗျာ